မင်္ဂလာပါရှင်ကျမဒီနေ့စပစ်ကျူရယ်ဆိုတဲ့ဇာတ်ရံလေးအကြောင်းကိုအချင်းချင်းရှင်းပြချင်ပါတယ်စပစ်ကျူရယ်ဆိုတာကျမတို့စူးလို့ခေါ်တဲ့စိတ်ဝိညာဉ်ရယ် inner self လို့ခေါ်တဲ့မိမိရဲ့အတွင်းစိတ်ရယ်ဆက်နွယ်နေပြီးတော့မှ လူတူတယောက်ကသူကိုယ်တိုင်တစုံတစ်ခုနဲ့ချိတ်ဆက်နေတယ်ဆိုတော့အာယုံခံစားမှုဖြစ်ပါတယ်လူတယောက်ရဲ့စိတ်အတွင်းပိုင်းရှင်သန်မှုဘဝကိုပေါ်ထုတ်ဖို့ဒါမှမဟုတ်ရင် ူတယောက်ရဲ့စိတ်အတွင်းပိုင်းရှင်သန်မှုဘဝတွေကိုမြင့်တင်ပေးဖို့ရန်အတွက်ယုံကြည်မှုတွေနဲ့အလေးအထတွေကို ကျမတို့ပေါင်းတစ်ခုသတ်မှတ်ထားခြင်းလည်းဖြစ်ပါတယ်။ spiritual ကမကြာခဏဆိုသလို ကျမတို့လူတူချင်းစီရဲ့ဖွံ့ဖြိုးတိုးတက်ဖို့ personal group ရဲ့ကိုယ့်ကိုယ်ကိုသိဖို့ self awareness ရဲ့နောက်စကြဝဠာနဲ့သဘာဝကိုချိတ်ဆက်ခြင်းစတဲ့နေရာတွေမှာ အမှုကျေပြန့်စွာသုံးတဲ့စကားရလည်းဖြစ်ပါတယ်။ဆုံးတကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်။